အလုံးမိုက်မင်္ဂလာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ18ရက်နေ့ညပိုင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။ဒီနေ့အတွက်ထူးခြားသတင်းတွေအတူရောင်ရေကောက်ပွဲကျင်းပနိုင်စစ်တပ်ထိုးစစ်မြင့်နေချိန်အန်ယူဂျီစကိုင်းဝန်ကြီးချုပ်ခန့်အပ်လိုက်တဲ့သတင်း လူတိုင်းကားစီနိုင်အောင်လုပ်ပေးမယ်ဆိုပြီးမဲဆွယ်နေတဲ့ PPP ပါတီကိုယ်စားလှယ်လောင်းကြောင်းကောင်းကောင်းမကောင်းကောင်းငါကောင်းဆောင်ဆိုပြီးမင်းအောင်လိုင်းဘိုးကိုမှတ်သွားတဲ့နင်းသားကြီးနေအောင်တရင်မစ်ရှင်ပစ္စည်းတွေနဲ့အတူရန်ကုန်မှာဖမ်းဆီးခံရတဲ့မျိုးပြပြောက်ကြားလူငယ်နှစ်ဦးရဲ့အစီအနေဘလို့ရှိလဲဆိုတဲ့တရင်ကျောင်းကအချုပ်ထောင်ဖောက်ပြေးနိုင်ခဲ့တဲ့ဖန်းစီကံမျိုးသားလေးဦးလွတ်မြောက်နေမြေရောက်ပြီးဆိုတဲ့သတင်း အရေးသွင်းညံပစ္စည်းတွေမမပဲပို့ပြီးတရက်ဘတ်ရှက်တော့ဝင်ဝင်ရှာနေတဲ့ထိုင်းမျိုးသမီးဖန်းစီခံရတဲ့တရင်အဲ့လိုတနေ့တာဒုကြဆုံးဖြစ်ခဲ့တဲ့ပီရင်းပီပါတရင်တွေကိုတင်ဆက်ပေးထားပါတယ်ရှင်ပီရင်းတရင်တွေကိုအရင်ဆုံးရှုစားကြရမှာပါအတူရောင်ရွေးကောက်ပွဲကျင်းပနိုင်ရေးစစ်တပ်ထိုးစစ်မြင့်နေချိန် NUG စကိုင်းဝင်ကြီးချုပ်ခန့်လိုက်တဲ့အကြောင်းနဲ့စားလိုက်ချင်ပါတယ် ပြည်ရတီအာကောင်နဲ့စကိုင်းတိုင်းအတွက်ဂျားကန်လာအစိုးရကိုဖွဲ့စည်းလိုက်ပြီးလို့စကိုင်းဖက်ဒရယ်ယူနစ်လွတ်တော်ရဲ့ကြေညာချက်အရာသိရပါတယ်။စကိုင်းဂျားကန်လာအစိုးရကိုဝန်ကြီးချုပ်အဖြစ်ဦးစိုးဦးကဦးဆောင်မှာဖြစ်ပြီးဖက်ဒရယ်ယူနစ်လွတ်တော်ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌတွေကိုလည်းခန့်အပ်လိုက်တယ်လို့သိရပါတယ်။စကိုင်းဖက်ဒရယ်ယူနစ်လွတ်တော်ကိုဥက္ကဋ္ဌဦးမြင့်ထွေးဒုတိယဥက္ကဋ္ဌထောက်ဖြူဖြူဝင်းတို့နဲ့ ဥဆောင်ဖွဲ့စည်းလိုက်တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။အခုအခန့်အပ်ခံလိုက်ရတဲ့စကိုင်းဖက်ဒရယ်အစိုးရအဖွဲ့ရဲ့ဝင်ကြီးချုပ်ဦးစိုးဟာ2016ကနေ2020အထိစကိုင်းတိုင်းအစိုးရစီမံကိန်းနဲ့ဗန်နိုင်းဝင်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူပါ။ စကိုင်းဖက်ဒရယ်အစိုးရနဲ့လွှတ်တော်တို့ရဲ့အကြီးအကဲတွေကိုနိုဝင်ဘာ18ရက်ဒီကနေ့မှာပြုလုပ်တဲ့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်စတမပုံမှန်အစည်းအဝေးခန္ဓာကနေအတိပြုခန့်လိုက်တာဖြစ်ပါတယ်။ဆက်လက်ပြီးဝင်ကြီးချုပ်နဲ့စီစီရေးကော်မရှင်အဖွဲ့ဝင်တွေကနေအစိုးရအဖွဲ့ဝင်ဝင်ကြီးတွေကို ဖေးချိတ်ခတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီလိုအစိုးရဖွဲ့လိုက်နိုင်တဲ့အတွက်စကိုင်းတိုင်းတွင်တော်လိုင်းအတွက်စည်ရည်ဖြင့်နိုင်ငံရေးကိုလည်းပုံမွန်တွင်ကျစွာလှုပ်ဆောင်လာနိုင်မှာဖြစ်တယ်လို့နိုင်ငံလိလာစောက်ကြည့်သူတွေကမှတ်ချက်ပေးပါတယ် ဒီလိုသကိုင်းအတွက်နိုင်ငံရေးခေါင်းဆောင်လင်းခန့်အပ်နိုင်ခဲ့တဲ့အပြင်ဂျားကာလာသကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့စစ်စစ်ရေးချယ်ရေးကော်မရှင်အတွက်အဖွဲ့ဝင်နှစ်ဦးကိုလည်းပြောင်းလဲခန့်အပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒီနေ့အစည်းအဝေးကိုအစီအစဉ်18ခုနဲ့ကျင်းပခဲ့ပြီးပြည်ထောင်စုလွတ်တော်နာယကဦးအောင်ကြည်ညိုအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်မောင်ဝဲခိုင်တန်နဲ့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကကောင်စီဝင်ဦးတိုးကျော်လိုင်းကိုတက်ရောက်ခဲ့ကြပါတယ်။ဒုတိယအနေနဲ့လူတိုင်းကားစီနိုင်အောင်လှုပ်ပေးမယ် ဆိုပြီးမဲဆွယ်နေတဲ့ PPP ပါတီကိုစလဲလောင်းဆိုတဲ့သတင်းကို ပြောပြပေးပါမယ်။ရှမ်းကုန်မြို့ပဟန်းမြို့နယ်ကနေပြည်သူ့ရှေ့ဆောင်ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်မဲ့ဦးအောင်ကျော်လင်းကလူတိုင်းကားစီနိုင်အောင်ကားတင်တင်ခင်ရအောင်လှုပ်ပေးမယ်ဆိုပြီးမဲဆွယ်နေပါတယ်။ဂျပန်မှာ ကားတစ်စီးသိန်း20လောက်ပဲရှိပြီးတန်ရှင်းအလုပ်သမားတော်ကားစီနိုင်တယ်လို့သူကပြောပါတယ်။ တာမန်ကုမ္ပဏီဝန်ထမ်းဆိုရင်ဇီလိုကီလိုကာကိုကြိုတင်သွင်းငွေပေးစရာမလိုပဲအရေးကြနဲ့ကားဝယ်စီလိုရတယ်လို့ဂျပန်ကရိုးရိုးဝန်ထမ်းတွေ၃နှစ်ပြည့်ရင်ကားအစ်စ်ဝယ်စီလေးရှိတယ်လို့လည်းသူကဆက်ပြောပါတယ် တဟာစနစ်ကြောက်ဖြစ်ပြီးဂျပန်လူမျိုးတွေမှာခေါင်းနှလုံးပါနေရကြောင်းမဟုတ်ဘူးလို့ဆိုပါသေးတယ်။ဂျပန်နိုင်ငံကကမ္ဘာကျော်တိုယိုတာကားဆိုင်ရုံက3မိနစ်တိုင်းကားတစ်စီးထုတ်လုပ်နေတာကိုမျက်မြင်လေ့လာခွင့်ရထားပြီးဆိုင်ရုံတစ်ခုလုံးရဲ့68ရာခိုင်နှုန်းကဆက်ရုပ်တွေနဲ့ထုတ်တာဖြစ်တယ်လို့လည်းပြီးသုံးလုံးပါတီကိုယ်စားလှယ်လောင်းကပြောပါသေးတယ်။ ကျွန်တော်တို့လည်းလုပ်လို့ရပါတယ်ကျွန်တော်တို့တွေစနစ်တွေပြင်ကြရအောင်ပါမူဝါဒအလွယ်တွေကိုပြန်တက်မှန်ကြရအောင်ပါဂန်တူတွန်းလင်ရွေးနိုင်ပါတယ်လို့ဥအောင်ကျော်လင်းကပြောပါတယ်အရွေးတစ်ခုကိုသွားကြရမှာဖြစ်ပြီးကြောက်ခင်မှာပြောင်းနေကြနေဆိုပြီးလဲအတူရောင်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့ ူကပြောပါတယ်။သူ့ရဲ့ပြောဆောင်မှုနဲ့ပတ်သက်ပြီး Facebook လူမှုကွန်ရက်သုံးသူတဦးကဘာပြောလို့ပြောရမှန်းကိုမသိအောင်ပါပဲ။ PPP ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေကြီးမားလိုက်တာဆိုပြီးအငေါ်တူးမှတ်ချက်ပေးပြောကြားသွားပါတယ်။ပြည်ရင်းသတင်းတွေကိုတင်ဆက်ပေးနေပါရရှင်။ကောင်း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 ငါကောင်းဆောင်ဆိုပြီးမင်းအောင်လိုင်ဘောကိုမှတ်သွားတဲ့ဘောမမင်းသားကြီးညောင်အကြောင်းနဲ့ဆက်လိုက်ချင်ပါတယ် ကျန်းခိုင်ရေးပါတီရဲ့အမာကန်မင်းသားကြီးနေအောင်ဟာအတူရောင်ရွေးကောက်ပွဲအတွက်လဲမဲဆယ်စီအောင်ပွဲတွေမှာလူလုံးထွက်မဲဆယ်ပြောဆိုမှုတွေပြုလုပ်ပေးနေပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ15ရက်မနက်ပိုင်းကရန်ကုန်မြို့ဒလမြို့နယ်မှာပြုလုပ်ခဲ့တဲ့ကျန်းခိုင်ရေးပါတီရဲ့မဲဆယ်စီအောင်ရေးကိုဝိုင်းတယောက်ဆောင်နေအောင်ကလိုက်ပါစီအောင်ပေးခဲ့ပါတယ်။ အဲ့ဒီမှာကိုပီတိုကိုပြန်တက်ပြီးဖန်းစီတက်ပြန့်နေတဲ့စစ်တပ်ကျေးဇူးသူ့မှာဘလောက်ရှိကြောင်းပြောခဲ့တယ်လို့အဲ့ဒီကျေးဇူးကိုမမေ့ဘူးလို့ဘောင်းမအမင်းသားကြီးနေအောင်ကပြောပါတယ်ခင်မွန်ကြီး၁၀ပါးကိုပြစ်မှမင်းခင်မွန်ကြီး၁၀ပါးဂိုင်းတင်နေတယ် အဲ့လိုပဲကျေးဇူးရှင်ရဲ့သူကိုစော်ကားလို့ရမလားစစ်တပ်ကောင်းတာမကောင်းတာကျွန်တော်မသိစစ်တပ်ကျေးဇူးကျွန်တော်မှရှိတယ်စစ်တပ်ကကြွေးတဲ့ပေးတဲ့ပတ်စံနဲ့ BSC MSC နှစ်ပွဲရအောင်လုပ်ခဲ့ရတာဒီစစ်တပ်ကျေးဇူးအကြောင်းမေးလို့ရမလားကျေးဇူးဆက်ဖို့ကျွန်တော်မှတာဝန်ရှိတယ်ပြည်ခိုင်မျိုးဘယ်ကလာတယ်လဲစစ်တပ်ကလာတာပဲလေဒါကြောင့်မို့ကျွန်တော်လိုက်ခဲ့တယ်လို့သူကပြောပါတယ် ရွေးကောက်ပွဲပြီးလို့မဲရကလွတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးနောက်ရက်ကွက်အကျိုးပြန်မကြည့်ရဲကိုယ်စားလှယ်တွေကိုလက်သီးနဲ့ထုမယ်လို့လည်းသူကချိန်မောင်းပြောဆိုသွားပါသေးတယ်အဲ့ဒီမှာသတင်းစကားအနေနဲ့သူ့အလွန်ချစ်ခင်လေးစားရတဲ့ဆီယမာကြီးတယောက်ရဲ့လက်သုံးစကားကိုကိုကပြီးမမမမန်ငါနိုင်ငံဆိုးဆိုးမဆိုးဆိုးငါလူမျိုးနောက်ဆုံးကောင်းကောင်းမကောင်းကောင်းငါကောင်းဆောင်မယ်လို့အမှန်အပြင်းနဲ့မင်းအွန်လိုင်းကို ထောက်ခံကြောင်းပြောဆိုသွားပါတယ် နေအောင်လိုက်ပါလာတဲ့အဲ့ဒီမဲဆွယ်စီယုံရေးပွဲဟာ USDP ပါတီရဲ့ရန်ကုန်တိုင်းပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မြင့်အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းဦးအောင်တီဟာ တိုင်းလွတ်တော်ကိုယ်စားလှယ်လောင်းဒေါ်စစ်စီဝင်တိုင်းလွတ်တော်ကိုယ်စားလှယ်လောင်းဦးတန်းစင်ကျော်တလားမြို့နယ်စိုက်ခိုင်ပါတီနာယကဥက္ကဋ္ဌနဲ့အလုံးမှုဆောင်အဖွဲ့ဝင်တွေပါတီဝင်တွေတက်ရောက်ခဲ့ပြီးဦးတန်းစင်ကျော်နဲ့နေအောင်တို့ကတဲတချင်းတွေနဲ့တိဆိုးဖြောပြေးခဲ့ပါသေးတယ်ဘောမမင်းသားကြီးနေအောင်ဟာစန့်ခိုင်ရင်ပါတီကိုအမကန်ထောက်ခံသူတဦးဖြစ်တဲ့အပြင်စစ်တပ်ကို လူလားသူတဦးလည်းဖြစ်ပါတယ်။ဆက်လက်ပြီးတင်းဆက်ပေးစနာကတော့မစ်ရှင်ပစ္စည်းတွေနဲ့အတူရန်ကုန်မှာဖမ်းဆီးခံရတဲ့လူပြပြကြက ာလူငယ်နှုတ်အကြောင်းပါရန်ကုန်မြို့မှာအသက်20ကျော်အရွယ်ရှိလူပြပြောက်ကြားရဲဘော်နှုတ်ဟာမရှင်တွလုံးမဲ့ပစ္စည်းတွေနဲ့အတူဖမ်းဆီးခံလိုက်ရတယ်လို့သတင်းရရှိပါတယ် မြို့မ16ရက်မနေ့ညနေ4နာရီခွဲလောက်တုန်းကရန်ကုန်မြို့တနေရာမှာရန်ကုန် UG People Army အဖွဲ့ဝင်ရဲဘော်နှစ်ဦးဟာမစ်ရှင်ပြုလုပ်ဖို့လိုအပ်တဲ့တစ္စည်းတွေယူပြီးအပြန်လမ်းမှာစစ်တပ်ရဲ့ဖမ်းဆီးခြင်းခံခဲ့ရတာလို့သိရပါတယ်။အခုအချိန်ထိဖုန်းပိတ်ထားတာရဲ့မြေပြင်စကောက်သတင်းတွေရဲ့ကြောင့်အစွဲခံရတယ်ဆိုတာသိကြသွားပါတယ်။ဒေမြို့နယ်မှာပါသွားတယ်ဆိုတာတော့ သိရပါတယ်။ပါသားတဲ့ရဲဘော်တွေအတွက်မပြောတာပါလို့ရန်ကုန် UG People Army YUPA တာဝန်ခံဂျိုးက MPA ကိုပြောပါတယ်။ဖန်စီခံရတဲ့ YUPA ရဲ့ရဲဘော်နှုတ်မှာရဲဘော် KC နဲ့ရဲဘော်မိုလီတို့ဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီရဲဘော်နှုတ်ဖန်စီခံရမှုကြောင့်ရန်ကုန်ကအဲ့ဒီအဖွဲ့ရဲဘော်တွေလည်းအရေးပေါ်နေရာရွှေ့ပြောင်းခဲ့ရပြီးဖန်စီခံရဲဘော်နှုတ်နဲ့အဆက်အသွယ်ရှိသူတွေလည်းတတိပြုကြဖို့ YUPA ကတတိပေးထားပါတယ်။ စိတ်ရောက်တွေကိုရှေ့ပြပြပဲပြောရမှာပေါ့ခင်ဗျာအဖွဲကိုတော့ပြန်လည်တက်တည်နိုင်မှုအစကနေပြန်စီစဉ်ရမှာလို့ဝိုင်းယူပီတာဝန်ခံကျိုးကဆက်လက်ပြောဆိုပါတယ်ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေအနေနဲ့ထောက်ပို့ပြတ်တောက်ခြင်းကြောင့်မစ်ရှင်ပြုလုပ်ကိုအခက်အခဲတွေမကြာခဏရင်ဆိုင်နေရတယ်လို့လည်းဆိုပါတယ် ရန်ကုန်မှာအတုံရောင်ရွေးကောက်ပွဲနင်းကပ်လာခြင်းစစ်ကောင်ရှင်တက်ပစ်မှတ်တွေနဲ့အတူစစ်တပ်ကပိုက်ဆောင်ကြန့်ခိုင်ရေးပါတီပစ်မှတ်တွေကိုရန်ကုန်ယူဂျီတွေကပစ်မှတ်ထားတိုက်ခိုက်မှုတွေပြုလုပ်နေကြပါတယ်။ပြည်တွင်းထဲကနောက်ဆုံးသတင်းအနေနဲ့ကျုံးလအချုပ်ထောင်ဖောက်ပြေးနိုင်ခဲ့တဲ့ဖန်းစီကံအမျိုးသား၄ဦးလူမြောက်နေမြေရောက်ပြီဆိုတဲ့သတင်းကိုပြောပြချင်ပါတယ်။ အော်တိုဝါ30ရက်ကနေနိုဝင်ဘာ10ရက်ထိ10ရက်တွင်ကမ့်ဘလူးမြို့နယ်ဘူကုန်းစစ်တပ်အထိုင်ကိမ်းမှာပေါ်တာဆွဲခံရပြီးနောက်ကျွန်းလာအချုံထောင်ကိုပို့ဆောင်ခံခဲ့ရတဲ့အထက်19နှစ်အရွယ်အမျိုးသား၄ဦးတို့လည်းပါဝင်ခဲ့ပါတယ်။ သူတို့ဟာထောင်ရောက်ပြီးနေရကြနိုဝင်ဘာ၁၀ရက်ည၇နာရီခွဲလောက်မှာအချုပ်ကောင်ဖောက်နိုင်ခဲ့တာလို့သိရပါတယ်။အဲ့ဒီနောက်၃ရက်တိုင်ဖက်နက်မပါပဲလမ်းလျှောက်ခဲ့ပြီးနောက်အခုတော့လုံခြုံရာတော်လိုင်းတပ်ဖွဲ့တွေရှိရာလူမြောက်နေမြေတွေရောက်ရှိနေခဲ့ပြီးဖြစ်တယ်လို့ကျွန်းလာတက်ကြွလှုပ်ရှားသူများအဖွဲ့ကနိုဝင်ဘာ၁၆ရက်မနေ့ညပိုင်းကထုတ်ပြန်ထားတဲ့ရုပ်တံမှတ်တမ်းအရသိရပါတယ်။ ော်တာဆွဲခံခဲ့ရတဲ့အထက်ရေစကြိုမြို့နယ်နေအသက်19နှစ်အရွယ်အမျိုးသားလဲပါဝင်ခဲ့ပြီးမြစ်တင်နာရှိမပြောချံမှာအလိုလိုဖို့ရေစကြိုကနေ light track ကသုံးစီးနဲ့ထွက်လာချိန်နိုဝင်ဘာ၂ရက်တုန်းကဘူကုံကိမ်မှာကာနစီပါတဲ့အမျိုးသား73ဦးပော်တာဆွဲခံလိုက်ရတာဖြစ်ပါတယ်ကျွန်တော်ကဒီလိုကြီးတော့ဘလို့မှမနေနိုင်ဘူးဆုံးဖြတ်ထားတာ။ရောက်တဲ့ညကလေးကတန်ဆူကျိုးကအပြားလေးရအောင်ဆဲဖြုတ်ပြီး အချိုကန်းအောက်ခင်ပြင်ကိုတိုက်ဖြတ်နေတာ မရနိုင်တော့အင်တာမင်းတို့ကအပြားလေးနဲ့ပြင်သုံးပြားကိုရှစ်ရက်တိုက်ဖြတ်ခဲ့ရတာဆယ်ရက်နေ့ည7နိုင်ခွဲမှာ ထွက်ပြေးခဲ့ကြတာကျန်တဲ့သူတွေကိုနှိုးတယ်နှိုးမရဘူးကျွန်တော်တို့လျောက်ကအဲ့ညနဲ့ထမင်းမဲစားတာဟင်မစားဘူးမထနိုင်ပါဆိုလို့ထွက်ပြေးရတာဖက်နဲ့မပါဓမင်းမပါကိုယ်တေတာမဟုတ်တော့လမ်းမကျွမ်းဘူးလို့ဥဆောင်ထွက်ပြေးလာတဲ့19နှစ်ရဲ့အမျိုးသားကပြောပါတယ် ထွက်ပြေးလွတ်မြောက်လာသူလေးကဖမ်းဆီးခံရတဲ့ချက်တွေမတူကြပဲအချုပ်ထောင်တွင်ရှိနေခဲ့ခြင်းစားရတဲ့အစားအစာတွေထဲမှာဆေးကက်ခံရရလို့ဆိုကြပါတယ်အခုထွက်ပြေးလွတ်မြောက်လာတဲ့သူတွေကိုသူတို့မိသားစုတွေစီချိတ်ဆက်ပို့ဆောင်ထားတယ်လို့ကျွမ်းဝတက်ကြွလှောက်ရှားသူများအဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောပါတယ် နောက်ဆုံးပြပါတဲ့နေနဲ့အရေးသွင်းညံပစ္စည်းတွေမမပဲပို့ပြီးတရက်ဘတ်ရှစ်တောင်းဝင်ဝင်ရှာနေတဲ့ထိုင်းမျိုးသမီးကိုဖမ်းဆီးလိုက်တဲ့အကြောင်းတင်ဆက်ရင်ကျမရဲ့ဒီကနေ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲရပ်နားလိုက်ချင်ပါတယ်ရှင်။ကဘာလက်ခေးသွားသူတွေကြာရေပန်းစားပြီးကျုံးတဲ့နမဲကြော်တဲ့ထိုင်းနိုင်ငံဖူကတ်မြို့မှာအရေးသွင်းမမီတဲ့ပစ္စည်းတွေကို ထုတ်ပို့ပြီးမမယူပဲပို့ဆောင်လုပ်စားနေတဲ့အမျိုးသမီးတဦးကိုရဲတပ်ဖွဲ့ကမနေ့ကဖမ်းဆီးလိုက်ပါတယ်။ အဲ့လိုလှုပ်ရှားရင်တရက်ကို80,000လောက်ရနေတဲ့အသက်30ရွယ်ထိုင်းမျိုးသမီးကိုရဲတွေကစောက်ကြည့်နေတာကြားပြီးဖြစ်ကြောင်းဖုကတ်ရဲမှုချုပ်ဆီလက်စုခန်ကပြောပါရယ်ရဲတွေကသူမရဲ့ကိုရောင်ကိုဝင်းရောက်ရှာပွေခဲ့တဲ့အခါမှာအလကုံပစ္စည်းတွေ ID ပစ္စည်းတွေနဲ့လူသုံးကုံပစ္စည်းအမျိုးမျိုးစတစ်ကာတွေထိအရေးသေးမမီမပုံမတင်ထားတဲ့ ပစ္စည်းပါဆက်သို့တောင်းတဲ့ချီကိုတွေ့ခဲ့ရပါတယ်။အဲ့ဒီအမျိုးသမီးဟာ online ကနေဝယ်ဘူးသူတွေရဲ့နာမည်နဲ့လိပ်စာတွေကိုစာရင်းလုပ်ထားပြီးအဲ့ဒီစာရင်းတွေကသူတွေကိုသူတို့မမာထားတဲ့အရေးသွင်းဉဏ်ပစ္စည်းတွေကိုပို့ပေးနေတာလို့လဲရဲမှုချုပ်စင်လက်ကပြောပါတယ်။ ပို့ဝေးရဲ့လိပ်စာကိုပစ္စည်းတွေရောက်တဲ့အခါတချို့ကကိုယ်တိုင်ဖြစ်စဉ်ဆွေမျိုးတို့ကဖြစ်စဉ်မှားရတယ်လို့အထင်မှားပြီးငွေပေးချေလိုက်ကြတာဖြစ်ပါတယ်။အဲ့ဒီလူတွေစီကနေပါဆယ်တထုပ်ကိုဗန်259ဗန်စီအမျိုးသမီးကယူခဲ့ပါတယ်။လက်မှတ်ကံပဲပြန်လွှဲတဲ့ပါဆယ်တွေကိုတော့ပြန်ထုတ်ပို့ပြီးတခြားလိပ်စာတွေစီထပ်ပို့ခဲ့ပါတယ်။ ဲ့ဒီအမျိုးသမီးကအဲ့ဒီလိန်ငယ်တဲ့လုပ်ငန်းကိုပြီးခဲ့တဲ့နှစ်ဩဂုတ်လကတည်းကစတင်လုပ်ကမ်းခဲ့တယ်လို့သိရပါတယ်။အခုဖန်းစီမှုမှာရဲတွေကရေသေးမမီတဲ့ပစ္စည်းပေါင်း2000လောက်နဲ့ပါဆက်ထုတ်ပေါင်း9000လောက်ကိုတွေ့ခဲ့ရပါတယ်။ဖန်းစီခံရတဲ့နှုန်းမှာ16ရက်တုန်းကလည်းပါဆက်ထုတ်2000လောက်ကိုကိုရောင်ကနေပို့ဆောင်မှုထွက်ခွာနေခဲ့တာလို့ရဲမှုချုပ်စင်လက်ကပြောပါတယ်။ ။ဒီမျိုးသမီးကိုအစပိုင်းမှာတော့အရေးသွေးမမီရဲ့ပစ္စည်းတွေလက်ဝယ်ထားရှိမှုနဲ့တရားစွဲထားခဲ့ပေမဲ့နောက်ပိုင်းမှာတော့အများပြည်သူကိုလဲရွေမှုနဲ့ပါတရားစွဲဆုံနိုင်ပြီးအလိန်ခံရသူတွေအနေနဲ့ရဲစခန်းကိုလာရောက်တိုင်ကြားဖို့လဲရဲမှုချုပ်စင်လက်ကပြောပါတယ်။ MP ရဲ့တနေ့တာထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးနေ့ကြီးစုအားပေးသူအားလုံးနဲ့တကွာဝေရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။မြမပြည်သူပြည်သားပါကိုစိတ်နှပြချမ်းမာချမ်းသာ ါပြီးဘဝအမော်တွေပြေကြပါစေရှင်။